မဟာမြမုနိဖရာကြီးအတွက်ရွှေသုံးဘိတ်တာနဲ့တင်းတောင်းချီလူတန်းခဲ့တဲ့ဆရာဝန်ဇနီးမောင်နိုင်ရဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များလုံးမင်္ဂလာပါရှင့်ဆင်လင်းအင်ဆိုင်ဒါ page ကနေပြလဲကြိုဆိုလိုက်ပါတယ် ငလင်တန်းကျောင်းပြည်စီတော်တဲ့မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးရဲ့စံကျောင်းတော်ကြီးနဲ့မြေခါသွားတာကြောင့်ပြည်လည်မုံမှန်ပြင်ဆင်ဖို့အတွက်ရွှေသုံးပိတ်တာနဲ့ဒူငွေကျပ်သိန်းပေါင်း26000ကျော်ကိုလှူဒန်းလိုက်တာကတော့ဒေါက်တာနိုင်ထွတ်အောင်နဲ့ဒေါက်တာဝေဝေရင်ဆိုတဲ့ဆရာဝန်ဇနီးမောင်နှံဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကတော့ဒီလိုမျိုးဆရာဝန်ဇနီးမောင်နှံကဘာကြောင့်ငွေတွေကိုဒီလိုမျိုးလှူဒန်းနိုင်ရသလဲဆိုတာကိုသိကျင်နေကြတာဖြစ်ပါတယ်။ ဒါအပြင်ဒီလိုမျိုးစေတနာတရားတရားထက်သန်တဲ့ဇနီးမောင်နှံကိုလည်းချီးကျူးနေကြတာပါအလုံးသေးကြတဲ့အတိုင်းအခုချိန်မြန်မာနိုင်ငံမှာစစ်ပေးတွေစားနပ်ရိက္ခာတွေပြက်လက်မှုတွေတဘာဝပေးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြည်သူပြည်သားတွေအများကြီးကတိုးပွားလာပြီးတော့တကယ်ကိုပဲအခက်အခဲအကျတဲတွေကြားမှာရောက်ရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းအကူအညီများစွာလိုအပ်နေရပါ ဒီလိုမျိုးအခြေအနေနဲ့ရင်ဆိုင်နေကြရတာကြောင့်ကျဲဝါချမ်းသာကြတဲ့သူတွေအလူတန်းရရောတဲ့သူတွေကတော့ပျက်စီးသွားတဲ့နေရာတွေနဲ့ခက်ခဲနေတဲ့သူတွေကိုတွားရောက်ကလူတန်းကြပါတယ်အဲ့ဒီလိုမျိုးလူတန်းနေကြတဲ့သူတွေများစွာတိမ်းမှာတတိကြီးဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဝေဝေရင်ဆိုတဲ့ဇနီးမောင်နှံတို့ရဲ့အလူတန်းတရားတရားနဲ့ဘာသာတရားကိုင်းရှမ်းမှုတွေကိုတော့ပြည်သူပြည်သားတွေတော်တော်လေးကအံ့ဩသွားကြတာပဲဖြစ်ပါတယ်။ ငလင်တန်းကျောင်းမန္တလေးမြို့ရဲ့အထင်ရှားဆုံးနဲ့တကိုးကြီးဆုံးဖျားစီတီတစုဖြစ်တဲ့မဟာမြတ်မုနိဖျားကြီးရဲ့ကျောင်းဆောင်တော်ကြီးပြိုလဲကျသွားတာဖြစ်ပါတယ်။အဲဒါကြောင့်တထေးကြီးဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဝေဝင်းတို့ဇနီးမောင်နှံတို့ကမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအတွက်ကိုရွှေသုံးဖိတ်တာနဲ့ငွေကျပ်သိန်းပေါင်း26000ကျော်ကိုရရရရရနဲ့ကိုတရာတရားထက်ထန်စွာနဲ့လှူဒန်းလိုက်တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံသားတွေကအလူတန်းတွေရေရောတာကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူပြည်သားတွေကိုလူတန်းတွေရဲ့အလူရှင်တွေအများအပြားရှိပါတယ်။ဒါပေမဲ့အများစုကတော့ပြည်သူတွေကိုပဲလူမယ်။အင်တာနက်ပေါ်မှာတင်မယ်။ပြည်ရင်နာမည်ကြီးအောင်လုပ်မယ်။အဲဒီလူမျိုးစိတ်ဓာတ်မျိုးတွေနဲ့မျက်နှာလုံးကအလူလုံးပြနေရတွေကပဲအများကြီးမြင်တွေ့နေကြရပြီးတော့ပြည်သက်တွေကလည်းဒါတွေကိုသိရှိပြီးသားဖြစ်ပါတယ်။ အခုဆရာဝန်ဇနီးမောင်နဲ့နှစ်ယောက်ကတော့အမှန်တကယ်လိုအပ်နေတဲ့နေရာတစ်ခုဖြစ်တဲ့မဟာမြတ်မှုနေဖရာကြီးမှာလာရောက်ပြီးပကတနမပါဝင်မယ်။လူတန်းသွားတာကြောင့်ပြည်သူပြည်သားတွေကလည်းတာလူခေါ်နေကြပါရဲ့။ဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဝေဝရင်တို့ဟာဒီလိုမျိုးလူတန်းမှုကိုဂုံပကတနမပါပဲရိုးရှင်းစွာနဲ့လူတန်းပြခဲ့ရဖြစ်ပြီးတော့သတင်းဌာနတွေကဖော်ပြမှသာလူတွေကသိရှိခွင့်ရခဲ့ရဖြစ်ပါရဲ့။ တကယ်တော့ဒီဆီဟာဝင်ဇနီးမောင်နှံဟာအခုမှစတင်လှူဒန်းတာမျိုးမဟုတ်ပါဘူးဒေါက်တာနိုင်ထွန်းအောင်ရဲ့ဇနီးတော်ဝီရင်တို့ဟာမြန်မာလိုဆိုရင်တော့ကွန်းခိုရာအင်္ဂလိပ်လိုဆိုရင်တော့ heaven လို့ခေါ်တဲ့ foundation တစ်ခုကိုတည်ထောင်ထားပြီးတော့ပရိဒါအကျိုးပြုလုပ်ငန်းတွေများစွာကိုလုပ်ကိုင်နေရလဲဖြစ်ပါတယ်။တဖြည်းကြီးဒေါက်တာနိုင်ထွန်းအောင်ရဲ့ဇနီးတဲ့ဒေါက်တာဝီဝင်းရင်တို့ဟာချမ်းသာကြွယ်ဝပဲမဲ့တကယ်တဖြည်းတွေလိုမျိုးသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကြွားဝါခြင်းမရှိပဲရိုးသားစွာနဲ့နေထိုင်နေကြတာဖြစ်ပါတယ်။ ဖောင်ဒေးရှင်းတည်ထောင်ပြီးတော့ဘာသာရေးတာနာရေးတွေကိုပဲအလေးထားလောက်ကလှူဒန်းနေကြတာလည်းဖြစ်ပါတယ်။ဒါအပြင်ចောင်းကံဖျားတီးဆောက်တဲ့လုပ်ငန်းတွေနဲ့စည်ရင်နွားပါတဲ့အခြေခံလူဒန်းစားတွေအတွက်ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအနေနဲ့ကွန်းကိုရောင်ဖောင်ဒေးရှင်းရဲ့တထေးကြီးဒေါက်တာကိုနိုင်ထွန်းအောင်နဲ့ ဒေါက်တာဝင်ဝင်ရင်တို့ဇနီးမောင်နှံရဲ့အလူတန်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောပြခဲ့ပါအောင်ရှင်အဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါရရှင်